မင်္ဂလာပါရှင် sharing by shirley channel လေးကနေပြန်လည်ကြိုဆိုပါရစေဒီနေ့မှာတော့စာရေးဆရာမောင်ဘောထွန်းမြန်မာပြန်ဆိုရေးသားထားတယ်တန်ရာတန်ဖိုးပေးပါဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်နားဆင်ခံစားပေးကြပါအောင်ရှင်တန်ရာတန်ဖိုးပေးပါ အလုံးရှာနေတော်လူငယ်တယောက်အားဘက်နဲ့လေအစဉ်ပြေရဲ့လားဟုမေးကြည့်ရာသူကစိတ်ပြက်လက်ပြက်အမှုရာဖြင့်မပြေပါဘူးအဲ့ဒီအလုံးလုံးမယ်ဆိုရင်ဂျူတင်ပြင်ဆင်မှုတွေအများကြီးလုပ်ရအောင်မယ်အဲ့ဒါလိုလုပ်ဖို့ကျွန်တော်မှာအချိန်မရှိဘူးအချိန်မပေးနိုင်ဘူးကျွန်တော်ကလွယ်လွယ်ကူကူနဲ့အစဉ်ပြေမဲ့အလုပ်ပဲလုပ်ချင်တာဟုပြန်ပြောသည်ထို့အပြင်တက္ကသိုလ်တွင်ဥပဒေတင်ဒန်းအတွက်အရွေးခံရတော်လူငယ်တယောက်ကလည်းကျွန်တော်ဥပဒေ ီပညာမတင်ချင်တော့ပါဘူး။ဘွေးရပြီးချက်ချင်းအလုံးရမှာမမဟုတ်ပဲ၄၅နှစ်တင်ယူပြီးတော့လေလက်တွေ့ဆင်ရအောင်မယ်။အန်ဒီနောက်တခါမတိချတဲ့အမှုတဲတွေကိုအချိန်ကုန်ခံပြီးထိုင်ဆောင်နေရအောင်မယ်ဟုပြောသည်။ ED မှာယနေ့လူငယ်အများစုရင်ဆိုင်နေရသောပြဿနာကြီးပင်ဖြစ်သည်။သူတို့သည်တန်ဖိုးရှိသောအရာတစ်ခုအတွက်တန်ရာတန်ဖိုးကိုမပေးလိုကြ။အနာဂတ်ကြီးပွားရေးအတွက်ယင်းနှိမ့်ညံ့မှုမပြုလိုကြ။သူတို့က တံပိုးကြီးသောပစ္စည်းကိုတံပိုးနည်းနည်းဖြင့်လွယ်လွယ်ကူကူရလိုကြသည်။ မိမိစိတ်ကိုပွင့်ပွင့်လင်းလင်းထားပြီးစဉ်းစားကြည့်ပါမိတ်ဆွေလူဘဝတွင်လူတစ်လုံးတူတစ်လုံးဖြစ်နေတူတိုင်းဘယ်အရာကိုမှအလကားမရခဲ့ကြပါတန်ရာတန်ဖိုးပေးခြင်းတည်းဟူသောကြိုတင်ပြင်ဆင်မှုကြိုတင်ရင်းနှီးမြှုပ်နှံမှုဖြင့်သာရယူခဲ့ကြခြင်းဖြစ်သည်လူများစုကြီးသည်ကြီးပွားခြင်းကြတော့လေကြီးပွားနိုင်သည့်အလုပ်ကိုမလုပ်ဘဲအရာမရောက်သည့်အတေးဖွဲလုပ်ငန်းများဖြင့်မိမိတို့၏ကိုယ်စွမ်းကိုယ်စားကိုဖြုံးတီးပြနေကြသည်လောကတွင်ဘေ ဲအလုပ်ကိုပဲလုပ်လို့ကြိုတင်ပြင်ဆင်ပြီးမှ အခြေခံအုံမြင့်ခိုင်ခိုင်ချပြီးမှလုပ်ရသည်ဒိုမာတာထိုအလုပ်ဒီခိုင်မာမီတည်တံ့မီ လုပ်ငန်းတရက်အောင်မြင်ရေးအတွက်လူတိုင်းအဖို့အဓိကလိုအပ်နေဒီမှာစွဲစိတ်ဖြစ်သည်ဘယ်အလုပ်မဆို သူ့အတိုင်းတာနဲ့တူခက်ခဲကြသည်ချီပင်ဒို့တော်လေအခက်ခဲကြောင့်စိတ်ပြက်လျှော့ခြင်းမရှိဘဲစွဲစိတ်ဖြင့်ဆက်လက်လုပ်ကိုင်းလျင်မအောင်မြင်သောလုပ်ငန်းဟူသည်မရှိနိုင် အနည်းနဲ့အမြန် ်အောင်မြင်ရမည်သာဖြစ်သည် အလုံးတကူးကိုလွယ်လွယ်နှင့်လက်လျှော့တတ်သူသည်ဘဝတွင်ဘယ်တော့မှအောင်မြင်မှုမရနိုင်ပါတနည်းနှင့်မအောင်မြင်လျင် နောက်တနည်းနှင့်ထပ်ကြိုးစားပါဆွဲရှိခြင်းကြိုးစားခြင်းသည်တန်ဖိုးပေးခြင်းဖြစ်သည်တန်ရာတန်ဖိုးပေးသူသည်ထိုတန်ဖိုးနှင့်ကိုက်ညီသောပစ္စည်းကို မလွဲမသွေရရှိလိမ့်မည်ပညာအခြေခံလဲနေပြီးပတ်စံလဲမရှိသောလူငယ်တွေချမ်းသာသွားကြသည်ကိုကျွန်တော်တို့ပတ်ဝန်းကျင်တွင် မြင်နေကြ ရသည်သူတို့ယင်းတို့ချမ်းသာလာကြသည်မှာဆိုင်ကောလို့ခြုံပေါ်ရောက်လာတော့ကြောင်းမဟုတ်သူတို့လုံလို့တော့လုပ်ငန်းအတွက်လိုအပ်တော့ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြတော့ကြောင်းသာဖြစ်သည်သူတို့သည်လုပ်ငန်းဆိုင်ရာဗဟုတုတရှာဖွေကြသည်လေ့လာကြသည် လူမှုဆက်ဆံရေးကောင်းကြသည်ဇွဲရှိကြသည်ပင်ပန်းခံကြသည်စူးစမ်းကြသည်မိမိလိုချင်သောပစ္စည်းအတွက်တန်ရာတန်ဖိုးကိုပေးကြသည်မအောင်မြင်သူများကအောင်မြင်သူများအ ာကံကောင်းလို့အောင်မြင်တာပါဟုပြောတတ်ကြသည်ထိုစကားအလွန်မှန်သည် သူတို့ဒီကံကောင်းအောင်လုပ်ကြလို့ကံကောင်းလာကြခြင်းဖြစ်သည်အမှန်ကတော့မိမိလှုပ်ချင်သောအလုပ်အတွက်လိုအပ်သောအခြေခံအချက်များကိုကြိုတင်ပြင်ဆင်ခြင်းဒီပင်လျင်ကံကောင်းအောင်လုပ်ခြင်းဖြစ်သည်ရေကူးတတ်ခြင်းလျင်ရေနစ်ခံ၍ရေကူးလေ့ကျင့်ရမည်စာတတ်ခြင်းလျင်အချိန်မှန်စူးစမ်း၍စာကြည့်ရမည်စစ်ဘူဖြစ်ခြင်းလျင်ပင်ပန်းခံ၍စစ်တင်တန်းတက်ရမည်ရ ကြီးပွားလူတို့တွင်ရီမန်းချက်ပန်းတိုင်ရှိရမည်ပန်းတိုင်ကိုဘယ်တော့မှမျက်ချိန်မပြတ်ရမိမိ၏နေစဉ်တွေးကြံပြောဆိုလောက်ကိုင်းမှုမှန်တများသည့်ပန်းတိုင်နှင့်အမြဲတမ်းပတ်သက်နေရမည်တည်ငင်ကပျော်ရွှင်မှုတာယာမှုဖျားယောင်းမှုများကြောင့်ပန်းတိုင်ပြောင်းမသွားစေရရင်းတို့ဖြစ်ရန် အာယုံစူးဆိုင်မှုလိုသည်ဆွဲလိုသည်စောင့်နိုင်မှုလိုသည်ကြိုးစားမှုလိုသည်ကြီးပွားခြင်းတွင်အခက်ခဲကိုမကြောက်ပါနှင့်အခက်ခဲကိုဆွဲစိတ်ဖြင့် နှေးနှင့်အမြန်ကျော်လွားနိုင်သည် အောင်မြင်ကြီးပွားသူဆိုသည်မှာသူများထက်ပို၍ဇွဲရှိသူပင်ဖြစ်သည် ထို့ကြောင့်မအောင်မြင်သေး၍စိတ်တမကြပါနှင့်မအောင်မြင်ခြင်းဒီပင်လျှင်အောင်မြင်မှုတကားကိုဖွင့်ပေးနိုင်သောနောက်ဆုံးတော်ဖြစ်နိုင်သည် လောကတွင်ကျွန်ုပ်တို့မျက်နှာတို့အရာတိုင်းသည်တူတံပိုးနှင့်တူရှိကြသည် ထို့အရာကိုလိုခြင်းရခြင်းလျင်တံပိုးကိုပေးရသည်တံပိုးဟူသည်လှူဆောင်ချက်ဖြစ်သည်တဏီအားဖြင့်ကြိုးစား အာထုံမှုဖြစ်သည်စူးစားအာထုံမှုတွင်လည်းအာယုံစူးဆိုင်မှုရှိရသည်ဇွေးရှိရမည်ဆွန့်လွတ်ရသည် အနစ်နာခံရသည် နေ့စဉ်မှန်မှန်ချိန်ညောင်းခံ၍လမ်းမလျှောက်ဘဲနှင့်ကျန်းမာရေးကောင်းမလာနိုင်ကိုခန္ဓာပွန်ပယ်ထိရှာခံ၍အတက်ကိုပင်ဆွန့်၍တောင်းနေရန်ကိုချိန်မတက်ဘဲနှင့်တောင်းထိတ်တို့မရောက်နိုင် လောကတွင်အလကားရနိုင်သောအရာမရှိအနေနှင့်အမြတန်ဖိုးပေးရသည့်ကြီးပင်ဖြစ်သည် အလကားရလိုသူသည် ်အလကားလူဖြစ်သည်အလကားလူသည် လူဘဝတွင်နေ၍သူအတွက်လည်းအကျိုးမရှိသူတပါအတွက်လည်းအကျိုးမရှိစင်စစ်လူသည် လူလောကသို့ရောက်လာသည်မှာမိမိအတွက်နှင့်သူတပါအတွက်အကျိုးရှိသောအလုံးတစ်ခုခုကိုလောက်ကရန်ရောက်လာခြင်းဖြစ်သည် ထို့ကြောင့်တခြားလူတွင်နေထွက်ကနေဝင်အထိစူးစားပန်းစားအလုံးလုံးနေကြခြင်းတွင်မိမိကဘာမှမလုပ်ဘဲငုတ်တုတ်ထိုင်ကအချိန်ပြုံးနေခြင်းမှာစိတ်စိတ်တွေးကြည့်လေ ရင်အလွန်ရှက်စရာကောင်းလာသည်လူဒီအလုံးမလုံးလျင်တရိษံနှင့်ဘာကွာချတော်မည်နီထို့ကြောင့်လူဒီလူကုံတိတ်ခါရှိရန်အတွက်တင်းလျော်ရာအလုံးတကူကူကိုလုံရမည်ယင်းအလုံးအတွက်လူအပ်သောဘဟုဒုတာကို စီပူရမည် အလုံးတွင်ငယ်ဒီကြီးဒီဟုသောအချက်ဒီအဓိကမဟုတ်ငယ်သောအလုံးကိုကောင်းစွာလုံကိုင်းလျင် ကြီးသောအလုံးဖြစ်လာနိုင်သည် အလုံးလုံးရာတွင်လည်းရီမန်းချက်ထားရမည်ပန်းတိုင်ထားရမည် ်ဘန်းတိုင်တို့ရောက်နိုင်ရန် အာယုံဆိုင်မှုလိုသည်ဇွဲလိုသည်တန်ရာတန်ဘိုးပြီးရင်ဘာအလုပ်ပဲလုပ်လို့အောင်မြင်တာပါပဲအဲ့ဒီတန်ရာတန်ဘိုးဆိုတာကလည်းတခြားမဟုတ်ပါဘူးအာယုံဆိုင်မှုနဲ့ဇွဲရှိဖို့ပါပဲဟုဝါရင်စည်းဝါးရေးဓမ္မကြီးတဦးကပြောပူသည်လူလောကအယောင်ကောင်တာတွင်ဘာပစ္စည်းကိုမှ အလက်ကားမရနိုင်တန်ရာတန်ဘိုးပြီးရမည်တာဖြစ်သည် လောကတွင်မိတ်ဆွေလိုချင်သောအရာအတွက်တန်ဘိုးတစ်မျိုးတည်းသာရှိသည် ်ဘယ်သူမှလျှော့စည်းဖြင့်မရနိုင်ဘရင်လည်းထူစည်းကိုပင်ပေးရမည်တတောင်စာလည်းထူစည်းကိုပင်ပေးရမည်တဘာဝအယောင်ဓမ္မသည်ဘသူကိုမှလျှော့စည်းနေမရောထို့ကြောင့်လောကတွင် လူတလုံးသူတလုံးဖြစ်ခြင်းလျင်လူကျင်သောအရာအတွက်ပထမဦးစွာတန်ရာတန်ဖိုးပေးပါထိုတန်ဖိုးကိုမိတ်ဆွေကိုစားဘသူတဦးတယောက်ကမှဆိုင်မပေးနိုင်ကိုတိုင်ပေးမှကိုရမည်ဖြစ်ပါသည် နားဆင်ပြီးခဲ့ကြသောစာပေချစ်တူများအားလုံးတာယာပျော်ရွှင် ချမ်းမြေ့ကြပါစေရှင်